မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ပေါ်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဂျွန်လ25ရက်မနေ့8နာရီမှာဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာလေဝေလိုင်းကလေပြင်းအားနည်းရွံတစ်ခုဖြစ်လာနိုင်ပြီးတော့တောင်တရုတ်ပင်လယ်မှာတော့ Impact 96 W ကအပူပန်းပုံတိုင်းဖြစ်နိုင်ခြင်းမီဒီယာကိုတိုးမြှင့်သတ်မှတ်လိုက်တဲ့အကြောင်း JTWC ရဲ့ခံမှန်းချက်မှာတွေ့ရပါတယ်။အခုလိုထူးခြားမှုလို့သာအခြေအနေတွေမိုးလေကာလတစ်ခုလုံးမှာဆက်လက်ဖြစ်ပေါ်နေပြီးမြဲ့ 2024ခုနှစ်အနီညိုအစွန်ရောက်ရာသီဥတုဖြစ်ပေါ်ခဲ့တဲ့နှစ်လိုပဲမြေကြီးကြီးနိုင်မဲ့အခြေအနေဟာ ARE မျိုးတခြားမှာမရှိနိုင်တဲ့အကြောင်း2025ခုနှစ်အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းဒေသအတွင်းမှာတော့အစွန်ရောက်ရာသီဥတုဖြစ်ပေါ်ခြင်းမရှိတဲ့ neutral နှစ်အတွင်းမှာချင်းရင်းမြစ်အထပ်ပိုင်းနဲ့စစ်တောင်းမြစ်တန်လွင်မြစ်တွေပတ်မှာတော့ဇူလိုင်လအလယ်လောက်မှာဖြစ်နိုင်ခြင်းရှိနေတဲ့ကြောင့်သုံးသပ်ခံမနိုင်ပါရဲ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအခုဖြစ်ပေါ်လာနိုင်တဲ့အထက်လေဝေလိုင်း နေပြည်တော်နဲ့ရှောင်းဝန်ဖြစ်ပင်းရင်လည်းပဲမိုးလေကာလတခြားလို့မှာအထက်လေဝေလိုက်နေနေပြည်တော်နဲ့ရှောင်းဝန်ဖြစ်လာနိုင်ခြေကရှိနေပါသေးတယ်။ဇွန်လ25ရက်ကနေ29ရက်မနက်အထိရခိုင်ပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာမိုးများပြီးတော့ဇွန်လ29ရက်မနက်8နာရီကနေနောက်24နာရီအတွင်းမှာကချင်ပြည်နယ်ပဲခူးတိုင်း ERI တိုင်းရန်ကုန်တိုင်းကရင် မွန်ပြည်နယ်တရင်းနိုင်တိုင်းနယ်မှာတော့မိုးများနိုင်တဲ့ကြောင့် icon နဲ့ ECNWF model focus တွေမှာတွေ့ရပါတယ်။ကြံပြည်နယ်တိုင်းအများစုမှာတော့မိုးနဲ့ငယ်ကနေအသင့်အတင့်24နာရီမိုးရေချိန်ဟာနှစ်လက်မအောက်ရွာနိုင်ခြင်းရှိတာကြောင့်ပြည်နယ်တိုင်းမြို့တွေရဲ့၄ရက်ကြိုတင်ခန့်မှန်းချက်တင်ပေးတာတွေကိုကြည့်ရှုကြဖို့လေမလို့သာသူတည်တည် online ကဂျွန်လ24ရက်ဒီနေ့7နှစ်အရွယ်အချိန်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းအထူးမလို့သာသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ23ရက်နေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်တိုင်းထွာချက်တွေရကပ်လီပင်လေပင်နဲ့ပင်လားပင်လေဝမှာမုတ်တုံလေအားကောင်းရာကနေအားလုံးကောင်းလာနိုင်တာကြောင့်လည်းကောင်းအရှိတ်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်လည်းကောင်းအနောက်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်လည်းကောင်းဒီနေ့ညကနေ24 29ရက်6လ2025အတွင်းမှာတော့နေပြီးတော့ရောင်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမူကြည့်ပါမယ် မြမကင်မရာတက်လျှောက်နေကန်းတော်ပင်လေပြမှာတော့တခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအီကို35မိုင်အထိတိုက်ခတ်ပါမယ်။လှမ်းမြေဟာမြမကင်မရာတက်လျှောက်နေကန်းတော်ပင်လေပြမှာ7ဘီကနေ73ဘီကန်ရှူနိုင်ပါတယ်။ ဒါကြောင့်မိုးတဲထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာရဲပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရနယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသအနီးမှာရှိတဲ့ကုန်းမြေဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့ညင်းငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေကြောင်းသွန်းလာရင်နေကြောင်းပြန်တမ်းရေးနဲ့ဆင်ရောင်းတာတမန်တွေအနေနဲ့လူဝက်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်ခဲ့တာဖြစ်ပါရဲ့ရှင် ဒီနေ့ဖော်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ဒုက္ခတကုံအိမ်ယာမှာရှိတဲ့တိုက်ခန်းခန်းမှာတခိုးနှုတ်ကအင်းရှင်လမြားကိုဓာတ်နဲ့ထိုးပြီးတော့တအူးသိဆုံးကတအူးပြင်းထန်ဒဏ်ရာရတဲ့အကြောင်းဖော်ပြပေးပါမယ်။ရခုံမျိုးတကုံမျိုးတဲ့တောင်ပိုင်းဒုက္ခတကုံအိမ်ယာမှာရှိတဲ့တိုက်ခန်းခန်းမှာတခိုးနှုတ်ကအင်းရှင်လမြားကိုဓာတ်နဲ့ထိုးပြီးတော့အင်းရှင်မျိုးသားသိဆုံးကအမျိုးသမီးပြင်းထန်ဒဏ်ရာရတဲ့အကြောင်းတောင်းရောက်ကူညီပေးတဲ့လူမှုကူညီအဖွဲ့ထံကသိရပါဗျ။ ဒီပြစ်စင်ကတော့ဇွန်လ22ရက်မနက်3နာရီလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီးတခုနှစ်ယောက်ကပြစ်စီခိုးဖို့အိမ်နောက်ဘေးပေါက်ကနေတက်ခဲ့ရမှာအေရှင်လင်မယားနဲ့တွေ့ပြီးတော့ဓာတ်နဲ့ထိုးသွားခဲ့တာဖြစ်တဲ့ကြောင့်အဲ့ဒီလူမှုကူညီအဖွဲ့ကတာဝန်ရှိသူကဆိုပါရယ်ကျွန်တော်တို့စီကိုလူနာရှိတယ်လို့ဆက်သွယ်လို့တွားရောက်ကူညီခဲ့တယ်။တွားတဲ့အခါမှာတော့ကျွန်တော်တို့ဖြစ်စဉ်သိရတဲ့လောက်ကတော့ဂျွန်လ22ရက်မနက်3နာရီလောက်ကတခုနှစ်ယောက်လာခိုးတယ်။ လူမရှိဘူးထင်တဲ့နောက်ဖေးပေါက်ကတက်လာတယ်လို့လည်းသိရတယ်။လာကိုရာကိုအင်ရှင်လင်မယားကတွေ့သွားတယ်။ကျွန်တော်တို့သိရတဲ့လောက်ကတော့တကိုးနှစ်ယောက်ကိုဖမ်းဖို့ကြိုးစားရကနေဓာတ်နဲ့ထိုးသွားတာလို့သိရတယ်လို့ဆိုပါတယ်။ဒီလိုတကိုးနှစ်ဦးကဓာတ်နဲ့ထိုးသွားလို့အင်ရှင်အမျိုးသားမှာဓာတ်တန်ရာ23ကျပ်ရရှိခဲ့ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာတင်သေးဆုံးခဲ့တဲ့ကြောင့်အေရှအမျိုးသမီးမှလည်းဓာတ်တရား9ချက်ရရှိခဲ့ကစံပြစေုံကြီးကိုပို့ဆောင်ပေးခဲ့တဲ့ကြောင့်အဲ့ဒီတောင်းရင်ရှိသူတဦးကဆိုပါရယ်အေရှမျိုးသားကဓာတ်တရား23ချက်ရပြီးနေရာမှာတင်ဆုံးတယ်အေရှအမျိုးသမီးကတော့ဓာတ်တရား9ချက်ရပြီးတော့စံပြစေုံကြီးကိုပို့ဆောင်ထားတယ်ဒဏ်ရာပြင်းထန်ပေမဲ့အသက်အန္တရာယ်တော့မစိုးရင်ရတော့ပါဘူးလို့၎င်းကဆိုပါရယ် အဆိုပါပြစ်ဆင်တဲ့ပတ်သက်လို့ကျိုးတော်သူတခိုးနှစ်ဦးကိုတော့ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့ရန်ကုန်တိုင်းမှာဂျွန်လ23ကနေဂျွန်လ29ရက်ဒီမိုးလေဝသအခြေအနေမှာတော့ဂျွန်လ24ရက်ညနေပိုင်းကစတယ်လို့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းအမြင့်ပင်9000ထက်မှာအထက်လေပွေလိုင်း upper air cyclonic circulation UACC တခုဖြစ်ပေါ်လာနိုင်ပြီးတော့ ပုံမအားကောင်းလာနိုင်ကတိတာရွေးရှားမှုမရှိဘဲနဲ့ဂျွန်လ25ရက်မနက်ပိုင်းမှာတော့လေဗီအားနဲ့ရောင်လိုပရက်ရှာအေရိယာတစ်ခုဖြစ်ပေါ်နိုင်တဲ့အကြောင်းကြိုတင်ခံမှန်းချက်တွေမှလည်းတွေ့ရပါတယ်။ဒီချင်းလေးကတော့အနောက်တောင်မုတ်တုံလေးကိုဆက်လက်အားကောင်းနေအောင်မှာဖြစ်ပြီးတော့မြန်မာနိုင်ငံအမှတ်မုတ်တုံမိုးတွေဆက်လက်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ရွာနိုင်မဲ့မွေးကြိမ်ဟာမိုးတက်တာနိုင်မဲ့အခြေအနေအနောက်တောင်ဘက်ကနေဝင်ရောက်လာနိုင်တဲ့မိုးတိမ်တွေအခြေအနေနဲ့ ကုန်းမြေပေါ်ကလေလူရဲ့အပူချင်းငွေရဖွဲအမှတ်တို့အပေါ်မူတည်ပြီးတော့မိုးနှင်းများကွာခြားချက်ရှိပါမယ်။ဒီလိုပင်လယ်ပြင်မှာဖြစ်ပေါ်လာမဲ့ထူးခြားမှုလို့သာအခြေအနေတွေကြောင့်ပဲရောင်တိုင်းတွင်းကမြို့နယ်တွေမှာ24နာရီအတွင်းရရှိနိုင်မဲ့မွေးချိန်ကတက်လက်မှမပြေနိုင်ပါဘူး။ဇွန်လ23ရက်ကနေဇွန်လ29ရက်အထိတပတ်အတွင်းရရှိနိုင်မဲ့မွေးချိန်ပမာဏကတော့ရောင်မြို့နယ်၊ရောင်တိုင်းအနောက်ပိုင်းနဲ့မြောက်ပိုင်းမြို့နယ်တွေမှာတော့လေလက်မနဲ့အထက်ရောင်တိုင်းတောင်ပိုင်း အရှိပိုင်းဒေသတွေမှာခွလလမအထက်ကနေကိုလက်မအထက်အထိမိုးရေချိန်ရရှိအောင်မိုးရွာသွန်းပါမယ်။ဒီရေသက်တစ်ပတ်တစ်ပတ်အတွင်းမှာတော့ရောင်တိုင်းမှာနေပူအပူချိန်ဟာအမြင့်ဆုံးဟာ37ဒီဂရီနဲ့အနည်းဆုံးဟာညအပူချိန်25ဒီဂရီရှိနိုင်ကအမြင့်ဆုံးဒီတိုင်းတော့ဟာတနအိဘို -30 အထိရှိပါမယ်။ရောင်တိုင်းတစ်ခုလုံးရဲ့ပြင်းပြလေဒုအစိုးထိုင်းစာ90ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိရှိနေပြီးတော့လေဒုဟာလင်းငိမ့်နဲ့အခိုက်တန့်နေမှာ ခန်းစားရတဲ့အပူချိန်က35ဒီဂရီထိမြင့်နေပါမယ်။ကျွန်လာ26ရာခိုင်နဲ့29ရာထိရန်ကုန်မြို့ပေါ်တိမ်ဖုံးအောင်နိုင်မဲ့အချိန်တွေဟာ80ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိရှိကနေသားချိန်နဲ့ပြီးတော့မိုးကအောင်နေပါမယ်။ရောင်းတိုင်းရဲ့တောင်ပိုင်းပင်လယ်ကမ်းနီးဒေသတွေမှာတော့လှိုင်းမြင့်ဟာ3ပေကန်ရှိပြီးတော့ဒီရက်တက်ချိန်နဲ့အတွင်မှာ အနည်းဆုံးပင်လယ်ရေပြင်အထက်3.6ပေထိရောက်ရှိပါမယ်။ဒီတစ်ပတ်အတွင်းရန်ကုန်မြို့ပေါ်ရက်ကွက်မြို့နယ်တွေမှာတော့လေလုညဉ့်ညမ်းမှုအညွန်ကိန်း AQI Air Quality I Index 40အထိမြင့်တက်နိုင်ပြီးတော့အန္တရာယ်မရှိနိုင်ဘူးလို့ဆိုပါရစေ။ AQI 90ကနေ100အထိကတော့အန္တရာယ်မရှိနိုင်ဘူးလို့မလို့သာသူတည်တည်အွန်လိုင်းကအသိပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လေပြင်းအားနည်းစေအခြေအနေအသိပေးချက်6ခါကွေးကာကြီး2025ကိုထုတ်ပြန်ပေးပါမယ်။ 2025ခုနှစ်ဇွန်လ24ရက်နေ့ဒီနေ့မြမစံတော်ချိန်စင်နိုင်ခွဲချိန်တိုင်းထွားချက်တွေရဘင်္ဂလားပဲလောအရှိမြောက်ပိုင်းမှာလီပီအာနဲ့ဆဲလိုပရက်ရှာဆဲတခုဖြစ်ပေါ်ပါတယ်အဆိုပါလီပီအာနဲ့ဆဲကတော့အနောက်ဘက်ကိုရွေ့ရှားပြီးတော့လာမယ့်24နာရီအတွင်းမှာဘင်္ဂလားပဲလောအနောက်မြောက်ပိုင်းကိုရောက်ရှိကလီပီအာနဲ့ရောင်းလိုပရက်ရှာအေရိယာဖြစ်ကိုအားကောင်းမယ်လို့ခန့်မှန်းထားပါတယ် အစောပိုင်းလိပီအားနဲ့ဆက်အချိန်ကြောင့်မိုးတုံလေအားကောင်းရကနေအားလုံးကောင်းနေတဲ့အတွက်ဒီနေ့ကစလို့30ရက်6လ2025အတွင်းမှာတော့တပြီလုံးမှာနေရာနှက်ပြမိုးထစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမူကြီးတာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ဆက်လက်ပြီးတော့လေမြန်မာနိုင်ငံအထက်ပိုင်းနဲ့အောက်ပိုင်းတွေမှာတော့လေတုမငြိမ်သက်မှုကြောင့်မိုးရွာသွန်းမှုပုံများနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ် ။နေကြောင်းမလို့တာဥွေဖြူဟန်ကတော့24ရက်6လ2025ရက်နေ့မနက်10:25မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်မွန်ပြည်နယ်တရင်းနိုင်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအီရွိုင်တိုင်းဒေသကြီးရောင်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်မှာတော့နေရာနှက်ပြမှုရသွားပါမယ်။ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်မှာတော့နေရာကွက်ပြီးမူကြည့်ပါမယ်။ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးအောက်ပိုင်းမှာတော့နေရာစိစိတာမှုရသွားပါမယ်။နေပြီးတော့ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းမကွေးတိုင်းဒေသကြီးအထက်ပိုင်းမှာတော့နေရာကျကျမိုးရွာသွားပါမယ်။ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိမ်ထူအသင်းတင့်ဖြစ်ထွန်းနိုင်ကနေရာကွက်ကြားမိုးရွာသွားနိုင်ပါတယ်ရှင်။